အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ New Wu Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမရဲ့နေ့ဖျက်ပြမဲ့အဆောင်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့အဆောင်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်။ မောင်မောင်သည်စပွဲပေါ်၌တက်ရက်စွာတင်ထားသော စာအုပ်များကိုကျမ်းပေါ်၌ပြချထားကာစပွဲကုံကို ပထမနေရာတိုင်းရှိရန်ပြန်တွန်းရွှေ့နေသည်ဟေးဟေးမောင်မောင်မင်းဘာလုပ်တာလဲဒေါသကြီးနေသောမောင်မောင်သည်မန်းဖီနေသောကြားတွင်ကဲ့သို့ဟင်းဟောက်ကျုံဝါလျက်စံကြုတ်ခတ်ထန်လာသည် ယူမီဆန်တန်ရှင်းထားသောလက်ရာများကိုအားလုံးဖြည့်ဆည်းပစ်သည်ရှင်းလင်းထားသောပစ္စည်းမှန်သည်။မရှုပ်ရှုပ်အောင်ဖြွားပစ်သည်ဧကန်ကလထိုင်းများကို တောင်တလုံးမြောက်တလုံးရောက်အောင်ဆွဲရွှေ့ပစ်လိုက်သည် ကိုမြဖေသည် ပထမမောင်မောင်ကိုဝင်ဆွဲမြည်ကြံသေးသည်တို့ရာတွင် မောင်မောင်ဤမသေးလာသောဒေါသကိုလမ်း၍ဝေမတောင်းဝင်ပဲလေအေးအေးဖြင့်ချော့ပြောရသည် မလုတ်ပါနဲ့ငါညီရငါတောင်းမှန်ပါတယ်သူလာရှင်းလေရှင်းပေးပါစီပေါ့ကွာမင်းတို့စတိုင်နဲ့တောင်နေရသေးတယ်တော်ပါကွာတော်တော်ကိုမြဖေဤစကားများသည်မောင်မောင်ဤနားတဲ့သူတလုံးမြမဝင်ပေမှုန်နေသောဒေါသကြောင့်ကိုမြဖေသူ့အနာနာရှိလေသည်ဟု၍ပင် အမှန်မထားတော့ပေ နန်နဲ့သူเจ้าမသွားခင်အိမ်ရှိအေကန်းဤဖယိုဖယဲပုံစံအတိုင်းပြန်ဖြစ်အောင်စ조사ပန်းစားရှုပ်ပွားလျက်ပြန်ဆွဲရွှေနေသည်ငါပြောတာနားထောင်ပါဦးမောင်မောင်သူခင်များတမနှလုံးလာလောက်တာပါကွာသူလာတော့ဒီလိုပွားနေရင်ကောင်းပါမလားကွာသူလာရင်မြင်အောင်တမင်လောက်တာဗျမြင်စမ်းပါစေခမည်းအပူတပားသားမှမပါဘူး တကူလုံးတုံတုံရင်ရင်ဖြစ်နေသောမောင်မောင်ကအော်ကာငောက်ခါဖြင့်ပြန်ပြောသည် ကိုမြဖေသည် မောင်မောင်ကိုပြောမရ၍စိတ်ပြက်ပြက်ဖြင့်ညီးတွားလိုက်သည် ခတ်တယ်ဒီအိမ်တော့ဂျိုးကြပြီထမင်းစားငန်းကိုလည်းရခင်ကရိုးရိုးရှိစဉ်ပုံမှန်တိုင်းစပွဲကုံနဲ့ကလထိုင်များကို အကုန်ပြန်ရွှေ့အကုန်ပြန်ရှုပ်အကုန်ပြန်ပွား ထို့နောက်အိတ်ခမ်းထဲသို့ဝင်သွားသည် သူတို့အိတ်ကြရမည်အိတ်ခမ်း၏အပြင်အစင်အတွင်သစ်ကို ကြည့်ကာဆက်ဆုပ်သောနှလုံးဖြင့်မျက်နှာရှုံမဲလိုက်သည်သူ့အကိုကြီးအိတ်သောကရင်ကိုယူမိစံပြင်ဆင်ထိကိုင်မှုသည်ဒေါသတကြီးဖြစ်နေသောနှလုံးသားကိုအညာမှဆွဲကင်၍ခြေနေပြလိုက်သည်နှင့်မခံရနိုင်အောင်နာအောင်သွားလေသည် မောင်မောင်သည်ယူမီဆန်ကို မုံတီတူခါလွန်၍သူ့စိတ်မှာငကိုစိတ်ပြောက်လျက်ရိုင်းဆိုင်ချမ်းကြုံသော စိတ်မှန်ရိုင်းများဝင်လာက သူ့ဘာလို့၍ဘာကိုင်းနေမှန်းပင် သူ့ကိုယ်သူသိချင်မှသိမည်အိတ်ခမ်းထဲတွင်ကျမ်းပေါ်သို့စာအုပ်များပြချနေကြခြံထဲသို့ယူမီဆန်ကားဝင်လာသည် ယူမီဆန်သည် မောင်မောင်တို့အိမ်သို့ပြန်မရောက်ကြခင်အေကန်း၌ထားရှိရန်ပန်းလှလှထိုးထားသောပန်းအိုတလုံးကိုတစ်ခေါက်ပြန်လာပို့ခြင်းဖြစ်သည်ပန်းအိုကလေးကိုလက်တစ်ဖက်ကကင်လျက်တကားဝ၌ရှမ်းလိုက်သည် တကားလာဖွင့်ပေးသောကိုမြဖေသည်ယူမီဆန်၏မျက်နှာကို မကြည့်ရဲဘဲခေါင်းတငုံငုံဖြင့်တကားဖွင့်သည်အိုး ယူမီဆန်သည်အေကန်းကိုမြင်မြင်ချင်းကြက်တီကြီးတည်သွားကကြောက်ရွံ့ကဲ့သို့မလုံးမရှယ်ရနေသည်မောင်မောင်တို့အိတ်ခမ်းထဲ၌ဆောင်းများကျန်းပေါ်သို့ပုံချနေသည့်အတံပလန်များမှာယူမီဆန်၏နားထဲ၌ပြင်းထန်လာစွာတအုံအုံတရုံတို့စောင့်မီလျက်ရှိသည် ကိုမြဖေမှာမျက်နာကြီးပြက်လျက်စကားတခုံးမှမပြောနိုင်ပဲ နှုတ်ခမ်းများသာလှုပ်လျက်ရှိသည်ကိုများဖေဒါမောင်မောင်လှုပ်တာပေါ့ယူမီဆန်သည်ရှုပ်ပွားနေသောအေကန်းကိုလက်ညိုးကလေးထိုး၍ကိုများဖေဘက်သို့ခေါင်းကလေးလှဲ့ကာညင်သာစွာမေးလိုက်သည် ဟုတ်တယ်ကျွန်တော်လှုပ်တယ် မောင်မောင်သည် အခန်းထဲမှတချိန်တိုးပြေးထွက်လာကာခါထောက်လျက်ယူမီဆန်၏မျက်နှာကို ပမာမခန့်ကြည့်၍ပြောလိုက်သည်ယူမီဆန်သည်မျက်နှာကလေးဖြော့သွားလျက်မောင်မောင်ကိုစိုက်ကြည့်သည်သူ့လက်ကပန်းအိုးကလေးကိုစပွဲပေါ်၌ညင်သာစွာချလိုက်သည်ပြေးမပမာမခန့်သူ့အားကြည့်နေသောမောင်မောင်ကို ဖြေးလေးစွာ ြန်ကြည့်လိုက်သည်မောင်မောင်ဘာဖြစ်လို့ဒီလိုစိတ်မျိုးရှိသလဲအင်ကိုတန်ရှင်းအောင်မမရှင်းပေးတာမဟုတ်လားယူမိဆန်သည်သူ့အတန်ကို တည်ငိမ်အောင်ထိန်းထားလျက်ညင်သာစွာပင်ပြောသည်ဒီအင်ကခမည်းအင်လားယူမိဆန်၏ရင်မှာကျင်ငနေဖြစ်သွားသည် ရိုမီဆန်သည်ရင်နေ၌ဖြစ်သည်မအချင်းအရာကို ပြင်ပသို့ထုတ်ဖော်မပြဘဲပြုံး၍အေးဆေးစွာပင် ပြန်ပြောသည် မမအိမ်မဟုတ်ပါဘူးမောင်မောင်ဒါပေမဲ့မမအိမ်မတန်ခင်လာတဲ့အိမ်တအိမ်ကိုလှုပ်ပေးခွင့်ရှိတယ်မဟုတ်လားရင်နေ၌ကျင်လှနာလှတော်လဲယူမိဆန်သည် သူ့မျက်နာကလေးကို ချုံမြဲချိုထားသည် ဘာခင်မင်းတာလဲဘယ်သူတွေကခမားကိုခင်ကြလို့လဲခမားပါလားခမားအတင်းလာခင်နေတာမဟုတ်လားမောင်မောင်ဒီငိုရုပ်ပျောက်ွယ်လျက်ကြည့်မကောင်းအောင်အကြီးတန်ရုပ်ဆိုးသော မျက်နှာပေါက်ဖြင့်ထန်ထန်မာမာပြန်ပြောသည်ဟေးဟေးမောင်မောင်ယူမီဆန်ဒီကိုမားဖေကိုဝင်၍မပြောရန်လက်ပြတားလိုက်သည်မမကိုဒီအိမ်ကဘသူမှ မခင်ဘူးလို့ မောင်မောင်ပြောချင်သလားယူမီဆန်ကအေးဆက်သောအကြည်အေးဆက်သောအတန်ဖြင့်တလုံးချင်းတလုံးချင်းခက်လေးလေးပြောသည်ဒါတော့ခမားပါသာနားလည်မှာပေါ့ဒီအိမ်ကလူတွေကခမားကိုဧည့်တယ်လူသစိမ်းလိုပဲသဘောထားတယ်ဆိုတာခမားမသိဘူးလားမောင်မောင်ဤစကားတန်ထဲတွင်ခမည်းချင်းမိုးမွန်သွားလေ၏ မောင်မောင်ကိုစိုက်ကြည့်နေသောယူမိဆန်၏မျက်နှာသည်တစ်ချိန်တည်းတစ်ချိန်ပို၍တည်ငြိမ်လျက်ရှိသည် မောင်မောင်ဘာပြောပြောမိတို့မြမတုံလှုပ်သော အမှုရာကို ပြချင်းကြောင့်အာတင်းထားကအေးချမ်းသောအမှုအရာတွင်စောင်းထားသည်မမကိုဧည့်သည်တစိမ့်တယောက်လိုသဘောထားတာမောင်မောင်သဘောထားပဲဖြစ်မယ်ထင်တယ်ဆရာကမမကိုဧည့်သည်တစိမ့်လိုသဘောမထားပါဘူး မမဒီအိမ်ကိုလာနေတာလဲဧည့်သည်သစိမ်းလာတယ်လို့လာနေတာမဟုတ်ပါဘူးမောင်မောင်ကမဲလိုက်သည်မဲပြပြီးမှ ပမာမခန်းလောက်ခါတေယော်လိုက်သည် နို့ဘလို့အဖြစ်နဲ့လာနေတာလဲမမဘလို့အဖြစ်နဲ့လာတယ်ဘလို့စိတ်ထားရှိတဲ့အတွေ့အိမ်ကိုတန်ရှင်းပေးတယ်ဆိုတာမောင်မောင်မှစဉ်းစားတဲ့ညာမရှိဘူးလားယူမီဆန်ဤအမှုအရာသည် အလွန်ညင်သာ၏ အပြောကပြန့်၏ကျောင်းသူကျောင်းသားတယောက်ကိုစိုဆုံးမှသောကျောင်းဆရာမအသွေမျိုးလဲပေါ့၏ထိုအမူအရာပေါင်းကို မောင်မောင်မြင်ရ၍မောင်မောင်ဒေါသမှတဟုံဟုံတောက်သွားသည်ညံရှိတာမှတိတ်ရှိတာပေါ့ဆရာမဘာကြောင့်ဒီလောက်လာခင်နေတယ်ဆိုတာစဉ်းစားမိပါတယ်ကျွန်တော်ကငတုံးမဟုတ်ပါဘူးဗျ မောင်မောင်ဤစကားတော်လာအထိဘယ်ဘယ်ရောင်မန်းကိုယူမိစံတည်သည် လွဲမားနေသောအထိဘယ်ကို အမှန်ရောက်စေအောင်တဲ့ပေးခြင်းသည်ဆန္နာရှိ၍တဲ့ပေးလိုက်သည်မောင်မောင်သိရဆိုရင်မမသိဝမ်းသာပါတယ်မမကဒီရင်ကဆရာကို မမအကိုအရင်အောင်းမိတယ်မောင်မောင်ကိုမမမောင်လေးအရင်သဘောထားတာမောင်မောင်သိတယ်ပေါ့ ယူမီဆန်၏မျက်နှာကလေးသည် ဖြန်ကနေหนีရဲသွားသည်တယောပြောင်လောင်သော မခိုးမခန့်ရဲတံကြောင့်ယူမီဆန်မျက်နှာမထားတတ်အောင် ရှက်မိသည် ရှက်ပင်ရှက်ညာယူမီဆန်သည် သူ့စိတ်ကိုသူတင်းလျက်မောင်မောင်ကို ဖြင်းညင်းစွာကြည်လိုက်သည်ခမည်းတော်ဒီအိမ်မှာလာပြီးဆွေမျိုးဆက်စရာဘာမှမရှိဘူး ဧည့်သည်ပါတာဧည့်သည်အနေနဲ့ဧည့်သည်လိုဝင်ရင်ထွက်ရင်ကောင်းမယ်ကျွန်တော်နဲ့အကိုနေတဲ့အိမ်မှာဘာမှလာမလုံနဲ့လုံးစရာမလိုဘူးကျွန်တော်အိမ်ကပစ္စည်းကို သူများလာကင်တာမကြိုက်ပါဘူးမောင်မောင်သည်ချင်းချင်းတူးတူးဖြင့်ဖြစ်ချင်အားဖြင့်အဆုံးစွန်သောစိတ်ကိုထား၍ရင်ဖွင့်ကသူ့ရင်ထဲကယုံလုံးမုံလုံးကြီးကို အတုံးလိုက်အလုံးလိုက်လှေဟာပြလိုက်သည် ယူမီဆန်သည်တကူလုံးအေးဆက်လျက်ရှိသည်ရှင်내ကစုတ်တက်လာသောအလုံးကြီးသည်လေချောင်း၌လာ၍စုတ်တင်နေသည်မောင်မောင်ဤဒေါသအကြီးမောင်မောင်ဤဒေါသအတန်တကူလုံးဒေါသတွေဖုံးလျက်ရှိသောမောင်မောင်ကိုမျက်လုံးကလေးများဆင်းလျက်ဝမ်းနည်းမှုကိုချုပ်တီး၍ဖြင်းညင်းစွာကြည်လျက်ပင်ရှိသည် မောင်မောင်မြည်မြဒေါသကြီးနေနေမောင်မောင်ဤရင်ထဲကနာကြီးစိတ်ကို ဖောက်ထင်း၍မြင်နေရသည်နာကြီးစိတ်မှပေါ်ထွက်လာသောဒေါသမှန်လဲတည်သည် ထိုဒေါသသည် သူတူတည်းမဟုတ်ဘဲဂျပန်တစ်မျိုးလုံးအပေါ်၌အခဲမကျေနိုင်သောဒေါသဟု ခွဲခြား၍သိရှိသည် မောင်မောင်ကို စားတွေ့ရသည့်နေရမှာယနေ့အထိ မောင်မောင်နှင့်သူနှင့်ခွန်းတုံခွန်းပြန်ဤကဲ့သို့စကားကြာရှည်မပြောခဲ့ရဘဲယခုမှတဦးနှင့်တဦးအပြန်အလှန်စကားကြာရှည်ပြောခွင့်ရခြင်းကိုစဉ်းစားမိလိုက်သည် ပြောမိပြောတော်လဲယံစကား ရူးမီဆန်သည်ရန်ထောင်နေသောမောင်မောင်နှင့်မျက်နှချင်းဆိုင်၍စကားကြာရှည်ဖက်ပြိုင်ပြောကြရလျက်ရှိခြင်းကြောင့်စစ်ဖြေတဲ့ညာ၌ရှာဖွေလျက်ဖြေတဲ့ညာကို ရှာမတွေ့နိုင်အောင်ဖြစ်မိသည်။နောက်ကိုမောင်မောင်မကြိုက်ရင်မမမလုပ်ပါဘူး။မောင်မောင်လည်းနောက်ကိုဘသူကိုမှ အခုပြောတဲ့ရိုင်းတဲ့စကားမျိုးမပြောပါနဲ့။မောင်မောင်မဲ့ပြလိုက်ပြန်သည်။ လူတိုင်းအပေါ်မှာကျွန်တော်ရိုင်းတာမဟုတ်ဘူးဆရာမသိဖို့ကျွန်တော်ကမရိုင်းသိရင်မရိုင်းဘူးရိုင်းသိရင်ရိုင်းတယ်အဲ့ဒါမှတ်ထားပါမောင်မောင်ဒီပျော်ပြီးခြာကနေလှဲ့ကသူ့အခဲထဲသို့ပြန်ဝင်သွားသည်ယူမီဆန်ဒီကြောခိုင်းသွားသောမောင်မောင်ကိုလှမ်း၍တစိမ့်စိမ့်ကြည့်လိုက်သည် မောင်မောင်ကြောခိုင်းသွားမှ မောင်နှမမန်းလုံးဝမသိရှာပဲမုံတီးနာကြီးလျက်ရှိသောမောင်မောင်အဖြစ်မောင်မောင်ဘဝကိုတနာကျင်နာလွန်၍ယူမီဆန်မျက်ရည်များဝဲလာသည်ယူမီဆန်သည်ကိုမြဖေရှိတွင်ယူစည်းကြလာသည့်မျက်ရည်များကိုထိန်းချုပ်လိုက်ခါ နေဆိုင်နူးညံ့သည့်မျက်နာကလေးဖြင့်အိမ်ပေါ်မှ ဖြင်းညင်းစွာပြန်ဆင်းလာခဲ့သည်။ယူမီဆန်အိမ်ပေါ်မှအစင်ဥတက်လွင်ခြံထဲသို့ဝင်လာသည်။ယူမီဆန်သည်ကားရှိရာသို့မသွားသေးဘဲအိမ်အတဲအစင်းလှေကားရင်း၌ပင်ရပ်ဆောင်နေလိုက်သည်။ဆီယမဘယ်တော့ကရောက်တယ်လဲ။ ယူမီဆန်သည်မျက်ရည်များဝဲနေသောမျက်လုံးများဖြင့်ဥတက်လွင်ကိုတစုံတရာမပြောဘဲပြုံး၍ကြည်နေသည်ယူမီဆန်ဤမျက်လုံးထဲ၌မျက်ရည်များကိုတွေ့ရ၍ဥတက်လွင်ဘာမှန်းမသိခေါင်းကြည့်သွားသည်ဘာဖြစ်တယ်လဲဆရာမပြန်တော့မလားမနှက်ဖန်တယ်လီဖုန်းဆက်ပါမယ်ဆရာယူမီဆန်သည် ကြာရှည်ရက်နေခြင်းငါသူ့စိတ်ကိုမချုပ်တီးနိုင်တော့သဖြင့်ကားစီတို့မြန်မြန်လျှောက်သွားလျက်ကားပေါ်သို့တက်လိုက်သည်ဥသက်လွင်သည်ကားထဲမှခေါင်းကလေးငုံ၍အယိုအသေးပေးသွားသောယူမိဆန်ကိုလက်ပြကရင်လေးလေးဖြင့်အိမ်ပေါ်သို့တက်လာခဲ့သည်ကိုမြဖေဤပြက်နေသောမျက်နာကိုဓာတ်ခနဲမြင်လိုက်ရသည် အခဲထဲမှာမိဖို့ဘက်သို့ထွက်သွားသောမောင်မောင်ဤတင်းမာသည့်မျက်နှာသားကိုလည်းလှမ်းမြင်လိုက်သည်ဆီယမမျက်နှာမကောင်းမှုများဖြင့်ဘာဖြစ်ကြသလဲကိုများဖေသည်ထမင်းစပွဲကုန်ကိုလက်ထောက်ကသူ့ခေါင်းမှာငုံသွားလေသည်ကိုများဖေရဲ့နားသို့ဥသက်လွင်ရောက်လာက မေးတာပြောစမ်းမှာထပ်မေးလိုက်သည်ဆီယမနဲ့မောင်မောင်နဲ့စကားများကြတယ် ိုမြဖေကခေါင်းမဖော်ပဲပြောသည်ဘယ်လိုများတာလဲဦးတက်လွင်သည်ရင်ထဲ၌ထိတ်ခနဲဖြစ်သွားကယူမိဆန်ဖွင့်ပြောပြီလားဟုထင်မှန်လိုက်သည် နေခင်ကဆီယမ်မလာပြီးတော့တအိမ်လုံးတန်ရှင်းလှုပ်ပေးတယ်မောင်မောင်ပြန်လာတော့အိမ်မှာဆီယမ်မလာလောက်တာမကြိုက်လို့ပြန်ဖွာပြတယ်ဆီယမ်မက ပန်းအိုးတစ်ခေါက်လာပို့တော့ရှုပ်ဖွာထားတာမြင်သွားပြီး မောင်မောင်နဲ့စကားများကြတယ်။မောင်မောင်ဦးတက်လွင်သည် မောင်မောင်ကိုလှမ်းခေါ်လိုက်သည်။မောင်မောင်မီးပိုထဲမှထွက်လာသည်။မောင်မောင်မျက်နှာ၌အမျက်မပြေသေးပဲတင်းမာစေ။နီမြန်စေပင်ဖြစ်သည်။ဆီယာမနဲ့ဘာဖြစ်တယ်လဲ။အကိုကြီးကိုပြောစမ်းကွာ။ ဥတည်လွင်အတန်ကပြော့တော့လဲမျက်နာကတင်းနေသည်အိမ်ရှင်တွေကိုဘာမှမပြောမဆိုခွင့်မတောင်းပဲသူ့သဘောနဲ့သူလာပြီးအိမ်ကိုရှင်းလာလင်းလာလုပ်လို့မုံမုံနဲ့ကျွန်တော်ပြော့ပစ်လိုက်တယ်ဥတည်လွင်သည် မျက်နှာသားကိုလျှော့လိုက်ခါမပြုံးချင်ပဲပြုံး၍လာသည် နေပါဦးကွာဆီယာမကမင်းအိမ်ကို လာဖွာတာလားလာရှင်းပေးတာလား လာဖွာတာဆိုရင်တော့မင်းမကြိုက်ရင်ပြောနိုင်ပါတယ်။လာရှင်းပေးတာစိတ်ဆိုးစရာလားကွ။ကတိကဆီယာမရင်မကြီးတယောက်ကတို့အိမ်ကိုလာပြီးရှင်းပေးတာ။ကျေးဇူးတင်ရကောင်းမှမင်းမတည်ဘူးလားမောင်မောင်။အားနာရကောင်းမှရောမင်းမတည်ဘူးလားမောင်မောင်။ဦးတက်လွင်ကတာတာကလေးနဲ့ပျော်သည်။ကျေးဇူးလည်းမတင်ဘူး။အားလည်းမနာဘူး။ကျွန်တော်သူ့ကိုကြည့်လို့ကိုမရဘူးအကိုကြီး။ မောင်မောင်ဤမာကြောသောအတန်သည်ပျော်ရင်ထန်လာသည်ဘာဖြစ်လို့ကြည့်မရတာလဲဦးသက်လွင်ဤနှုတ်မှလှုပ်ခနဲထွက်သွား၏မောင်မောင်ကမျက်နာအိုအိုဖြည့်ဖြည့်လေသည်ယောက်ျားရှိတဲ့အိမ်ကိုဒီလောက်အတင်ရဲပြီးအချိန်မြွေးလာနေတဲ့မိမကို ကျွန်တော်ကြည့်လို့မရဘူးအကိုကြီးဦးသက်လွင်သည်စိတ်လှုပ်ရှားတော်လဲအင်ဒရီကို ထိန်းချုပ်ခါခက်အေးအေးပြောသည် မြန်မာမဟုတ်လို့လာတာပေါ့ကွာသူတို့နိုင်ငံသားကယောက်ျားမိန်းမခွဲကြမထားဘူးခင်မင်းခင်မင်းနဲ့စိတ်နဲ့ရိုးရိုးတန်းတန်းဝင်တာထွက်တာစမ်းစမ်းပြပြမဟုတ်ဘူးကွာမိနဲ့ကွာအတွက်လဲလိုက်ပါပြီမောင်မောင်ကတပြက်ပြက်တောက်နေသောမျက်လုံးနှင့်မျက်နာပြက်ပြက်ပြန်ပြောသည်ဒီဆီယာမလာနေတာရိုးရိုးမဟုတ်ပါဘူးအကိုကြီးရဲ့အကိုကြီးကိုကြိုက်လို့လာနေတာကျွန်တော်မရိပ်မိတာမှတ်လို့ရိပ်မိပါတယ်အကိုကြီးက ဥတက်လွင်ကိုမကြည့်ပဲမျက်နာလွှဲ၍မောင်မောင်ကစွတ်တင်လိုက်သည်ဟိတ်မောင်မောင်တော်တော်မင်းဘာကြောင့်ဒီစကားမျိုးပြောရတယ်လဲဒီလိုစွတ်စွဲတာသူကြားသွားရင်ဘယ်လောက်အားနာစရာကောင်းတယ်လဲသူလာတာရိုးရိုးလာတာနားလေလားမင်းစကားကိုမင်းပြန်ယုံသိဥတက်လွင်ဤအတန်ဒီခတ်ထံမှာကြောသွား၏ မောင်မောင်သည်အတန်မာမာဖြင့် အပြောခံရ၍သူ့စိတ်ထဲ၌ခံပြင်းသွားသည်။နာကြီးမှုခံပြင်းမှုတို့ကြောင့်ရုပ်သိမ်းခိုင်းသောစကားကိုမယုတ်သိမ်းနိုင်ကြောင်းမှန်ကန်ကြောင်းထပ်၍အခိုင်အမာပြန်ပြောလိုက်သည်။ကျွန်တော်ခြားတိတ်မဟုတ်ပါဘူးအကိုကြီးရ။ကျွန်တော်မသိကြအောင်စောင့်နေတာကြာပြီ။အကိုကြီးကိုတူလာပြီးအမဲဖမ်းနေတာကျွန်တော်သိပါတယ်လို့သူသိအောင်ပြောလိုက်ပြီးပြီ။ ဘာဥတက်လွင်တဆတ်ဆတ်တုံအောင်ဒေါ်သာထွက်လာသည် မောင်မောင်အနာတို့ခုံရောက်သွားက မောင်မောင်ပခုံးကိုဆွဲလျက်မချုပ်တီးနိုင်သောဒေါ်သာကြောင့်စကလုံးများသည်ပါဇက်ထဲတွင် အစင်သိမ့်ရောက်နေသည်နှင့်အစီအီထွက်သွားလေ၏မင်းပါစကားပြောတာလဲမောင်မောင်ဆရာမဟာတခြားသူမဟုတ်ဘူးမင်းအမကွာ gain တိပြီလားမင်းအမ မောင်မောင်သည်မျက်လုံးများပြိုဝိုင်းသွားလျက်သူ့ပခုံးကိုဆွဲထားသောဥသက်လွင်ဤလက်ပြုတ်သွားအောင်နောက်သို့ယုံထွက်လိုက်သည်မောင်မောင်တကူလုံးနှက်ကြသလိုတုံနေသည်ဥသက်လွင်ကိုပြန်ပြောချင်သည့်စကလုံးတို့သည် တော်တော်နှင်ထွက်မရပေရှင်နေနိုင်မခံမရနိုင်သောရှက်စိတ်ဝမ်းနေစိတ်တို့ဖြင့်နာဆိုးလျက်ရှိသည် ဥသက်လွင်သည်အန်ကျိတ်လျက်မောင်မောင်ကိုတင်းမာစွာစိုက်ကြည့်လိုက်၏ကိုမြဖေဤငုံချထားသောခေါင်းသည်ထောင်လာကပါဇက်ဟောင်းလောင်းပွေနေသည်အကိုကြီးကဒီလိုပြောတယ်လားဒီဆီယာမကိုအကိုကြီးကြိုက်နေတာနဲ့ကျွန်တော်အမလှုပ်ပြစ်လိုက်ပြီပေါ့ကျွန်တော်အကြောင်းတွေပြောလိုက်ပြီပေါ့ကျွန်တော်ကိုဘယ်ဘယ်ဘယ်တော့မှဂျပန်သားမမမပြော မောင်မောင်သည်ဆို့၍ဆို့၍သွားကစကားကိုထစ်ထစ်အားအားနှင့်ပြီးဆုံးအောင်မပြောနိုင်ရှာပဲသူ့မျက်နှာကိုလဝါးဖြင့်ပိတ်လျက်တဲထန်စွာရှိုင်ငိုချလိုက်သည်ဥသက်လွင်သည် သူ့ရှေ့၌ရှိုင်ငိုလျက်ရှိသောမောင်မောင်ကို မကြည့်ရနိုင်အောင်ဖြစ်လာသည် သူရင်ထဲသို့မိစာကြီးထိုးသွင်းလိုက်တဲ့ကဲသို့မချီမဆန်ပူလောင်ပြင်းပြသွားသည် ပြောမိလက်စားဖြင့်မထူးတော်ဘူးဟု သူ့ရင်ကိုနာကျင်စွာခွဲချလိုက်သည်ဆီယာမကို အကိုကြီးကဖွင့်ပြောတာမဟုတ်ပါဘူးကွာဆီယာမအဖေမတည်ခင်ကပေးထားတဲ့လိပ်စာအတိုင်းဆီယာမဘာသာဆီယာမမင်းကိုလိုက်ရှာတာဖျားလေးရွာကိုရောက်တယ်ဖျားလေးရွာကညွန့်ပြလိုက်လို့ကြိုက်စကောရောက်သွားတော့ဆရာတော်ကငါ့စီမှာရှိတယ်ညွန့်လိုက်လို့လိုက်လာတာ ငါကမင်းကိုပြုံးကနေဖွင့်မပြောလိုက်ပါနဲ့ဆိုလို့ဒီအချိန်ထိသူဖုံးနေရတယ်အကိုကြီးတော်ပါတော့စက်မပြောပါနဲ့မယုံဘူးကျွန်တော်မယုံဘူးမောင်မောင်ဒီသူ့မျက်နာကိုဖွင့်ငါငိုတန်ပါကြီးဖြစ်ဘလုံးပရိပြောလျဲ့မိဖို့ပဲပြေးထွက်သွားသည်ဥတက်လွင်ကအသက်ကိုပြင်းစွာရှူလျဲ့ထိုနေရာ၌ပင်မရွေပဲရက်နေသည် ိုမြဖေသည် မမျော်လင့်သောမောင်မောက်ဇက်ထုတ်ကိုကြားသိရ၍အံ့ဩခြင်းမကအံ့ဩလျက်ကြောက်ရွံ့ဖြစ်နေသည် အတန်ကြာမှ ကိုမြဖေအတိဝင်လာသည်ဥတက်လွင်နားသို့သွားကသူ့ကိုယ်ကိုဂိုင်းလျက်တောင်းပန်တန်ဖြစ်ပြောလိုက်သည်ဆရာထိုင်ပါဆရာ ဦးသက်လွင်သည်ကိုမြဖေပြောတော့မှတရိဝင်လာကကိုမြဖေဆွဲရွှေပေးထားသော ထမင်းစပွဲကလေးထိုင်၌ထိုင်ချလိုက်သည် ထမင်းစပွဲကုံပေါ်၌သူ့လက်နှစ်ဖက်ကိုထောက်ကာခေါင်းငါသပင်များကိုလက်ချောင်းများဖြင့်ထိုးဖွာလိုက်သည်ညိုမဲနေသောမျက်နှာဖြင့်ထမင်းစပွဲကုံပေါ်သို့ဥကောင်ငိုက်ဆိုင်ကြသွားသည်ဆရာ ရေတောက်လိုက်ပါ ကိုမြဖေသည် ထမင်းစားကန်းရေစစ်ထဲမှရေငဲ့လာပေးသည်ဥသက်လွင်သည်ရေဆိုမှရေတောက်ရန်အလိုရှိလာလျက်ဖန်ကွက်ကိုလှမ်းယူကာမော့ချလိုက်သည်ရေတောက်ပြီးစပွဲမှထသွားကဧကန်းနေမှပလက်ကလထိုင်ပေါ်တွင်ပြစ်လဲထိုင်ချလိုက်သည် က်လက်ကလေးထိုင်ပေါ်၌မျက်လုံးများပိတ်၍ဥသက်လွင်ငြိမ်သက်နေသည်ဖြင့်ကိုမြဖေသည်မောင်မောင်ရှိရာမိဖို့တဲသို့ဝင်သွားသည်မိဖို့တဲ၌မောင်မောင်ကိုမတွေ့၍အိမ်သာထဲဝင်နေသည်ဟုတီလိုက်ရသည်ညစာထမင်းမချက်ရသည်သည်ဖြင့်ကိုမြဖေသည်အိုးတဲ့သူစံခတ်ထက်လျက်ဘုံမိုင်းဖွင့်ချကာစံစေးနေသည် ဆန်ဆေးနေကစိတ်သေးကတန်တရားရှိလာသည်နှင့်နေရာမှထားခဲ့ကအိမ်သာတကားကို အပြေမှဆွဲဖွင့်လိုက်သည်အိမ်သာထဲ၌မောင်မောင်မရှိခြင်းမောင်မောင်မရှိမှန်းသိ၍ကိုမြဖေမျက်လုံးပြူးသွားသည်မိဘပေါင်းမှခြံထဲသို့ပြေးစင်းသွားသည်ခြံထဲ၌လည်းရှာမတွေ့ခြံထဲမှအိမ်ပေါ်သို့ ပြန်ပြေးတက်လာသည်ဆရာမောင်မောင်မရှိတော့ဘူးဦးတက်လွင်သည်ဆက်ခနဲထထိုင်လျက်မျက်စံပြူပြူဖြင့်မေးလေသည်ဘယ်ထွက်သွားသလဲဘယ်သွားသလဲကျွန်တော်ကအိမ်သာထဲဝင်နေတယ်မှတ်တာသွားဖင်းကြည့်တော့မရှိတော့ဘူးဥတက်လွင်သည်မျက်လုံးများပြသွားလျက်ကလထိုင်မှ ကရုံကရင်ထရရလိုက်သည်အိတ်ခမ်းထဲသို့ဝင်ကြည့်သည် မီးဘိုတဲသူတွားကြည့်သည် မောင်မောင်အိမ်မှာမရှိတော့ကြောင်းသိသဖြင့်သူ့ကောင်းမှာခြားခြားလဲအောင်မူးနောက်သွားသည်စောစောကမလုံးမရှဲရက်နေပြီးတကယ်တို့ထမင်းစပွဲကုန်နား၌မလုံးမရှဲသတိလက်လို့ရက်နေပြန်၏ပြန်လာမှာပေါ့ဆရာเจ้าကအဝေစားနေပဲထွက်သွားတာပြန်လာမှာပါ ကိုများဖေသည်ဥသက်လွင် စိတ်သက်သာရာရအောင်တဖွားဖွားပြောလျက်ရေစိန်ထားခဲ့သောဆံများပွားကုန်ပြီဆို၍မီးဘိုတဲသို့ပြန်ပြေးဝင်သွားသည် ။ဦးသက်လွင်သည်ပက်လက်ကလေးထိုင်ပေါ်သို့ပြန်ရောက်သွားကမျက်လုံးများကိုစုံမိတ်လျက်ရေနှဲ၌တလက်လက်ဖြစ်လွန်း၍လက်နှစ်ဖက်ကိုရှက်ခါတအားဆုပ်လျက်ရေနှင်းအောင်ဆိုးလျက်ရှိသည်။ကိုများဖေရှိ၌ဖွင့်ပြောမိ၍မောင်းမောင်းရှက်သွားလေသည်ဟုတွေးမိသည်။ တက်တလုံးဖုံးခဲ့သည်မစင်မချင်းဖွင့်ပြောလိုက်မိခြင်းအတွေ့သူ့အမားကို သူပြန်တရိယာကယူကြုံမရဖြစ်နေသည်ဘယ်များသွားသည်လဲပြန်မှလာပါတော့မလားတွေးမိလိုက်သည့်အတွေ့ကလထိုင်မှပြန်ထပြန်သည်လာရောက်တော့ဆင်အားပေးသူ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လဲဆုံတွေ့ကြမယ်နော်အားလုံး ဘေးကင်းကြမှာကြပါစေ။